Juvenura Harari ရဲ့ SPS A Brief History of Human Kind ကိုဆရာမန်တီဟာတို့ကဘာသာပြန်ဆိုထားတဲ့လူသားတွေသမိုင်းအနှစ်ချုပ်ဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာနဲ့တကွာသက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်။အပိုင်း35သမုတ်တရားပမာများပြတော်ဆွမ်းအင်ဆမ်မုတ်ကုံထုတ်လို့ရေးပြောင်းလဲမှုကြီးဟာဆိုရင်စွန့်ရင်အသွင်တရံပြောင်းလဲရေးအတွက်တော်လန်ရေးတရက်ဒါမှမဟုတ်တမဟုတ်ချင်းအချိန်ဟုန်နဲ့ပြောင်းလဲမှုတရက်ဖြစ်ခဲ့တယ် အဲကျွန်ုပ်တို့တွေကလိုအပ်ရင်ကြိုက်သလိုအရင်တင်ထုတ်ယူသုံးဆနိုင်တဲ့စွမ်းရင်ပမာဏအကန့်အသတ်မဲ့ရှိနေတယ်ဆိုတာကိုထက်တလဲလဲတက်သေးတာတကတွေကပြနေခဲ့ကြပါတယ်ပုံပြီးတိတိကျကျဆိုရမယ်ဆိုရင်တခုတည်းသောအကန့်အသတ်ကကျွန်တော်တို့ရဲ့မသိနားမလည်မှုသာဖြစ်ပါတယ်ဆယ်စုနှစ်သုံးလေးခုမှာတစ်ချိန်နှုန်းနဲ့ကျွန်တော်တို့ modern kit လူသားတွေကစွမ်းရင်ရင်းမြစ်အသစ်တစ်မျိုးမဟုတ်တစ်မျိုးကိုရှာဖွေဖို့ထုတ်နေနိုင်ပါတယ်ကျွန်တော်တို့လိုအပ်တဲ့စုစုပေါင်းစွမ်းရည်ပမာဏကိုလည်းမချို့မငဲ့ အလုံးလောက်ရရှိနေပါတယ်ဆက်လက်ပြီးထိမ့်သိမ်းထားရုံမျှနဲ့လုံလောက်နေပါပြီဒါနဲ့များတောင်းယခုခေတ်ကျွန်တော်တို့မော်ဒန်ခေတ်လူသားမျိုးနွယ်စုတွေကဆွဲ့အင်းနေပြောင်းသလင်းခါသွားမှာကိုဘာကြောင့်များဆိုရင်တကြီးဖြစ်နေကြရတာပါလေရုပ်ကျွင်းလောင်စွာအလုံးစုံကုန်ခန်းသွားခဲ့သည်ရှိတော့ဘယ်နဲ့လောက်ကြောင်မလဲဆိုပြီးဖြစ်နိုင်သမျှတဘာဝဘေးအန္တရာယ်တွေကိုတတိပြုဖို့ဘာကြောင့်များတက်လက်နှိုးစော်နေရပါလဲတကယ်တမ်းမှာတော့ကဘာကြီးမှာဆွဲ့အင်းမချို့တဲ့ပါဘူးဆိုတာရှင်းနေတာပါပဲကျွန်တော်တို့အားလုံးမှာလိုအပ်နေတာက ဆွမ်းအင်ရင်းမြစ်တွေဖောက်ပါဘူးကျွန်တော်တို့ရဲ့လိုအပ်ချက်ကဆွမ်းအင်တွေကိုကြိုက်တယ်လို့ထိန်းချုပ်ပဲ့ကမ်းပြီးကျွန်တော်တို့လိုရာကိုရအောင်ပြုပြင်ထိန်းသိမ်းထုတ်ယူသုံးစွဲတတ်တဲ့အသိပညာပါအသိပညာလိုအပ်နေတာပါကဘာပေါ်ကရုပ်ကျွင်းလောင်စွာထင်မိသွေးစသည့်လုံးစုံတွေကထုတ်ယူသုံးစွဲနိုင်တဲ့ဆွမ်းအင်ပမာဏကနေ့စဉ်နဲ့အမျှဒီကနေအခမဲ့ထုတ်လို့ပေးနေတဲ့နေဆွမ်းအင်ရဲ့ပမာဏနဲ့နှိုင်းဆိုင်ဘာမှမပြောပါတော့ပါဘူး။နေကပူဆွမ်းအင်ဒီကိုအမဲမပြတ်ထုတ်လို့နေပေမဲ့ ကမ္ဘာလေတူတဲ့ကိုရောက်ရှိလာတဲ့နေရောင်ခြည်ဆွမ်းရင်ပမာဏကအလွတ်အလွန်သိငယ်တဲ့ပမာဏသာရောက်ရှိလာတာဖြစ်တယ်။အဲ့ဒီသေးမွှားတဲ့နေရောင်ခြည်ဆွမ်းရင်ပမာဏဆိုတာကကနည်းနည်းနော်နော်အင်အားဖုတ်ပါဦး။နှစ်စဉ်3936680 extra joule unit ရှိပါတယ်။အဲ့လိုတွေကနားလေဈေးတန်းနည်းနဲ့ပြောရမယ်ဆိုရင်တချို့ဆိုတဲ့ unit တချို့ကလူတစ်ယောက်ပန်းသီးတစ်လုံးကိုလေထဲမှာအဲ1မီတာ အမြင့်ထိရအောင်တဲ့တယ်မမှန်ကန်မြောင်နိုင်ဖို့အတွက်သုံးစွရတဲ့အင်အားပမာဏဒါကြောင့်မလို့ extra joe unit တခုက joe unit အရေးအတွက်စုစုပေါင်းတန်ပေါင်းတထောင်အပြောင်တထောင်တန်ပေါင်းတသန်းနဲ့ညီမျှတဲ့ပမာဏဆိုရင် one extra joe ကတန်ပေါင်းတသန်းနဲ့ညီမျှတဲ့ပမာဏဆိုရင်ပန်းပီးပေါင်းတသန်းကိုလေတူထဲမှာ1မီတာအမြင့်ကိုမြောက်ထားဖို့အတွက်ကို 1မီတာဆိုတာ3ပေအမြင့်ကိုမြှောက်ထားဖို့အတွက်ကိုလိုအပ်တဲ့စွမ်းအင်တွေပေါ့ပြီးတော့တက္ကမလုံးမှာရှိရှိသမျှအပင်တွေကသူတို့အတွက်နေအောင်ကြီးသုံးအစာချက်ဖို့ photosynthesis လုပ်ဖို့အတွက်အဲ့ဒီတန်းပေါင်းတတန်းကျိုးရှိနေတဲ့နေစွမ်းအင်ပမာဏတွေကအဓိကကျိုးယူနေပေါင်း3000လောက်ကိုသာသုံးစွဲနိုင်ကြပါတယ်လူတွေရဲ့လုပ်ငန်းဆောင်တာဝါဝါနဲ့စက်မှုလက်မှုလုပ်ငန်းတွေအားလုံးစုစုပေါင်းကသုံးဆွဲတဲ့နေအောင်ကြီးစွမ်းအင်ပမာဏကလည်းနှစ်စဉ်အားဖြင့် extra joe ယူနေပါ900ခန်းသာဖြစ်တယ်အဲ့ဒီနေအောင်ကြီးစွမ်းရည်ပမာဏကလည်းနေစီကနေမိနစ်90အတွင်းရရှိလာမယ်တနားရီခွဲအတွင်းရရှိလာမယ်စွမ်းရည်ပမာဏမျှသာဖြစ်တယ်ကဘာဟာနေရဲ့စွမ်းရည်ကိုမြဲရရှိနေတာမို့လို့အဲမိနစ်90အတွင်းဒီစွမ်းရည်ပြန်လဲပြည့်မြဲပြည့်နေမှာပါဒါကလည်းနေအောင်ကြီးစွမ်းရည်ဇနစ်တစ်ခုတည်းကရတာเนาะဒါအပြင်ကျွန်တော်တို့ပတ်ဝန်းကျင်မှာအခြားကြီးမားတဲ့ ဆွဲအင်ရင်းမြစ်တွေကလည်းပြည့်နှက်ဝင်ရလဲပါဥမာနျူကလ িয়ার ဆွဲအင်ကဘာမြေဆွဲအားဆွဲအင်စသဖြင့်ပေါ့လေအဲ့ဒီနှစ်ခုထဲမှာနောက်တစ်ခုဖြစ်တဲ့မြေဆွဲအားဆွဲအင်ကအထင်ရှားဆုံးပါကဘာပေါ်မှာလာရယ်ဆွဲငင်အားကြောင့်ဒီတက်ချိန်မှာပေါ်ပေါက်လာတဲ့အေယာမသမုတ်တရားလိုင်းကြီးတွေရဲ့ဆွဲအားထဲမှာကဘာမြေဆွဲအားဆွဲအင်လာကြီးမာတဲ့ဆွဲအားရှိကြောင်းအလွန်ထင်ရှားပေါ်လွင်လာပါတယ်ဆမ်မုတ်ကုံထုတ်လို့ရေပြောင်းလဲမှုကြီးမတိုင်မီကာလတုန်းကလူရည်ရဲ့ဆွမ်းအင်တူလာယုံ အပင်ကြီးနဲ့အတူ ရှင်တွဲနေထိုင်ခဲ့ကြရင်လည်း3000 extra ချိုးပမာဏလောက်ရှိတဲ့စွမ်းအင်ကိုနှစ်စဉ်အသုံးပြုခဲ့ကြတယ်။သူတို့တက်စွမ်းသမျှဤမျိုးစုံနဲ့စွမ်းအင်တွေကိုထုတ်ယူသုံးဆွဲခဲ့ကြပါတယ်။သို့တော်လည်းစွမ်းအင်ပမာဏကိုခြေတလောက်လိုအပ်တဲ့လောက်တော့မရရှိခဲ့ကြပါပဲနဲ့အကန့်အသတ်ရှိနေတာကတော့ထင်ရှားလာပါတယ်။စက်မှုကုန်ထုတ်လို့ရေးပြောင်းလဲမှုကြီးကာလတော်အတွင်းမှာ လူတွေတိခဲ့တဲ့အချက်တခုကတော့အလွန်ကျပြောလာတဲ့အီယာမစွန့်ရင်သမုတ်တရားကြီးနဲ့အတူရှင်တွဲနေထိုင်ကြပါဗျ။ extra joy unit ပေါင်းတန်းထောင်ပေါင်းများစွာထုတ်လို့ရရှိနိုင်တဲ့အလားအလာရှိပါတယ်။လူနေတာကတော့တခြားမဟုတ်ပါဘူး။ပုံမှန်ကောင်းမွန်တဲ့စွန့်ရင်စုပ်ယူဆက်တည်ထွင်နိုင်မှုပါပဲ။စွန့်ရင်ကိုဘယ်လိုကိုင်းတွေထိမ့်ချုပ်ပြီးဘယ်လိုမျိုးအသွင်ပြောင်းသုံးဆွဲနိုင်ကြောင်းကိုလူတွေသင်ယူသိရှိလာကြတာကတော့စီးပွားရေးတိုးတက်မှုကိုနှောက်နှေးဟန်ထားတဲ့အခြားပြဿနာတွေကိုဖြေရှင်းပေးနိုင်လာခဲ့ကြတယ်။ ကုန်ကျင်းရှားပါမှုပြဿနာကိုဖြေရှင်းနိုင်ခဲ့ကြတယ်။လူတွေကဈေးတက်တာတဲ့ကျွမ်းအင်ပမာဏအမြောက်များကိုဘယ်လိုကင်တွေထိန်းချုပ်နိုင်တယ်လို့အပြေရှာနိုင်လာကြတဲ့အခါဟိုးရခင်ကလက်လက်မမီခဲ့တဲ့ကုန်ကျန်းပစ္စည်းအစုအပေါင်းလိုက်တွေကိုစတင်ရှာဖွေထုတ်ယူသုံးဆွဲလာနိုင်ခဲ့ကြတယ်။ဥပမာအားဖြင့်ပြောရရင်တော့ Siberia ရေခဲကန်နာရာထဲမှာတန်တတ်ထုတူယူတာအလံဝေလုံးနဲ့ဒေသကကုန်ကျန်းပစ္စည်းတွေကိုတည်ယူပို့ဆောင်ထားပြီးကုန်ကျောထုတ်တာမျိုးတွေကိုလှုပ်ဆောင်လာခဲ့ကြတယ်။ဥပမာအားဖြင့် ဗြိတိန်နိုင်ငံကအထက်လိပ်ဆက်ယုံတွေကိုဩစတြေးလျနိုင်ငံကသုံးမွေးကုန်ချမ်းဖြည့်တင်းလောက်ဆောင်တာမျိုးပေါ့အချိန်နဲ့မှာပဲတိတ်ပန်ဘာသာရဆိုင်ရာအောင်မြင်မှုတွေးရှိမှုတွေကတော့အသစ်ဆက်ဆက်ကုန်ချမ်းမျိုးစားဖြစ်တဲ့ plastic ပစ္စည်းမျိုးကိုတီထွင်နိုင်အောင်ဆွမ်းဆောင်နိုင်ခဲ့ပါတယ်။ရေခင်ခေလူတွေတုန်းကမသိရှိခဲ့ကြတဲ့ silicon နဲ့ aluminum ဒံသတ္တုမျိုးတွေကိုပါဖော်ထုတ်တွေးရှိခဲ့ကြတယ်။ဓာတုဗေဒပညာရှင်တွေက aluminum သတ္တုကို1890ခုနှစ်အတွင်းကတွေးရှိခဲ့ကြတာမှန်ပေမဲ့ ဓာတ်ထုရိုင်းတွေကနေအလူမီနီယံကိုဆွဲထုတ်ရတာကတော့အလွန်မိခက်ခဲပြီးအကုန်ကျတိတ်များခဲ့ပါတယ်။အလူမီနီယံဓာတ်ထုဆယ်စုနှစ်ပေါင်းများစွာကြာအောင်ရွှေ့ထက်ပိုပိုဈေးကြီးပြီးတော့တန်ဖိုးမြင့်မားခဲ့တယ်။1850 1860ချောက်ကာလမှာပြင်သစ်အင်္ဂလိပ်ဘုရင်ဖြစ်တဲ့တတိယနပိုလီယံဘုရင်ကသူ့ရဲ့အလေးမက်ထားရတဲ့အထူးဧည့်သည်တော်တွေကိုဧည့်ခံရမှာအလူမီနီယံဓာတ်ထုနဲ့လှုပ်ရှားတဲ့ဇုံခင်းရုံနဲ့တက်ခင်းဧည့်ခံစီပါတယ်။ တိတ်အလေးမြတ်ထားဖို့မလိုတဲ့တမ်မန်ဧည့်သည်တွေကိုတော့ရွှေနဲ့ပြုလုပ်ထားတဲ့ဇွန်ကင်းအစုံနဲ့သာတည်ခင်းစေခဲ့တယ်။ဒါပေမဲ့19ရာစုအစုံလောက်ကိုရောက်တဲ့အခါမှာတော့ဓာတုဗေဒပညာရှင်တွေကဈေးတက်တာစွာနဲ့အလူမီနီယံဓာတုပမာဏများစွာကို ထုတ်ယူသုံးစွဲနိုင်တဲ့နည်းကိုစတင်တွေးရှိခဲ့ကြတော့တယ်။အဲဒီနောက်ပိုင်းမှာတော့ယခုလက်ရှိတက္ကသိုလ်လုံးမှာအလူမီနီယံထုတ်လုပ်နိုင်မှုနှောင်းကနှစ်စဉ်တန်ပေါင်းတန်30အထိမြင့်တက်လာခဲ့တယ်။နပိုလီယံ3တာတက်ရှိထင်ရှားရှိတဲ့ရင်တော့ ူရဲ့အရေးကြီးဧည့်သည်တော်များနဲ့သားစီမြေဆက်မျိုးဆက်တွေကသူတို့ရဲ့အသားညံပါမော့တွေကိုတစ်ခါသုံးအလူမီနီယံပြားပါးပါးလေးတွေနဲ့လှပတေးတာစွာထုတ်ပို့ပြီးစားသုံးနေကြပြီးမုတ်တွေစားလို့မကုန်ရင်လည်းပဲစားကျွင်းစားကြံပါမော့တွေကိုအလူမီနီယံပြားပါးပါးလေးတွေထဲမှာပဲထုတ်ပို့ပြီးဆက်ကူတပွဲအလွယ်တကူစွန့်ပြနေတာကိုများတွေ့ရရင်အရန်အံ့ဩမိမှအမှန်ပါပဲလွန်ခဲ့တဲ့နှစ်ပေါင်း2000လုံးက ရေထဲပင်လယ်ရပ်ဝင်းဒေသမှာနေသူတွေကအသားအရခံချလို့အသားပတ်တဲ့ဒဏ်ကိုခံရရင်သူတို့လက်ကိုတန်လင်းစီတုပ်လိမ့်ပြီးချုံးဝင်အောင်လုပ်ခဲ့ကြရတယ်။ယနေ့ကမှတော့ခင်မီရေထဲပင်လယ်သားတွေကလက်ကိုလိမ့်ချန်ဖို့အလှစီထည့်ထားတဲ့ဘူရှိရှိမျောမျောလေးတွေကိုဖွင့်ပြီးအလှစီလိမ့်ကြတယ်။မြေထဲပင်လယ်ဒေသခံစတိုးဆိုင်တစ်ခုတည်းကကျွန်တော်ဝယ်ယူခဲ့တဲ့တန်မှန်ရိုးရိုးခင်မီလက်အသားပတ်အက်ကွဲမှုလက်အေးပြအက်ကွဲမှုကိုတက်တာပြောက်ခင်းစေဖို့အသားစီအလှစီတစ်မျိုးတည်းမှာပါဝင်တဲ့ ဓာတုပစ္စည်းစီးရင်အပြည့်စုံကိုအောက်မှာစီးပြထားတယ်။ဒါရင် ionize ion ထုတ်ထားတဲ့ရေ stearic acid grislin caprolis capritic grislin propylene glycol sizopropiki miriscate phenetic ginseng မြစ် acid အနှစ်အမွေအနက် c alkyl alcohol triethylamine dimethicane Pardustafilos UR RC UFC เนี่ยแมกนีเซียม SCOC ฟอสเฟตกเมตรโฟูลันส์9ยยูเรียบีไซพาราเบนโบรพรูพีพาราเทนไฮดรอกมาซีซิกโทรนาลเลนาลูพิวไทฟีไนลีไทปรโลเนตเดทรอนาโลลิโมนินเทอร์เนียล ဒီတဲမှာပါတဲ့တက်ပစ္စည်းအလုံးနီးပါးကိုလွန်ခဲ့တဲ့ရာစုနှစ်နှစ်ခုအတွင်းမှာတည်ထွင်ခဲ့တာဒါမှမဟုတ်ဖောက်ထုတ်နိုင်ခဲ့တာပါပြမကဘာစင်တော်တွင်မှာဂျာမနီနိုင်ငံကကုန်ပစ္စည်းတင်သွင်းခွင့်ပိတ်ပင်ဓာတ်ဆီးခံရပါတယ်အထူးသဖြင့်ဖောက်ခွဲပစ္စည်းတွေထဲမှာထည့်သုံးမှုရမ်းမုန်လို့ရမှာအဓိကပါဝင်ပစ္စည်းဖြစ်ခဲ့တဲ့ရန်စိမ့်မုန်ဖြူရောင်တစ်မျိုးကအထူးခြားပါခဲ့ပါတယ်အေးပါဆုံးရန်စိမ့်ရနိုင်တဲ့ရန်စိမ့်တိုက်တွေကချီလီနိုင်ငံနဲ့အိန္ဒိယနိုင်ငံမှာသာရှိပြီးဂျာမနီမှာလုံးဝမရှိပါဘူး ရန်စိမ့်ကိုအစားထိုးနိုင်တဲ့ဓာတ်ပစ္စည်းကတော့အမ်မိုနီယာအငွေ့အရည်ရှိပါတယ်ဒါပေမဲ့အမ်မိုနီယာကိုထုတ်လို့ရတာကဈေးစကကြီးမြင့်လာပါတယ်ဂျာမန်လူမျိုးတွေကံကောင်းခြင်းတော့ဂျာမန်နိုင်ငံသားဂျူးလူမျိုးသိပ္ပံပညာရှင်ဓာတုပိဒါပညာရှင် Fritz Haber ကအမ်မိုနီယာဓာတ်ငွေ့တွေကိုပါလွှာတဲ့လေထုထဲကနေအန်အိုဝဲထုတ်လုပ်ယူနိုင်တဲ့နီးလန်းစဉ်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့တယ်စစ်ပွဲဖြစ်လာတဲ့အခါမှာဂျာမန်တွေက Haber ရဲ့ဗော်ဒုတ်တွေ့ရှိမှုကိုအသုံးပြုပြီးတော့ လေကိုကုန်ကျန်းဖြင့်အသုံးပြုပြီးပောက်ကွဲပစ္စည်းတွေအများအပြားကိုထုတ်လုပ်မှုစတင်ခဲ့တယ်။တချို့ပညာရှင်တွေကဓာတုဗေဒပညာရှင်ဟက်ဖာသာဒီလိုအမ်မိုနီးယားထုတ်ယူနည်းကိုမသိခင်ရင်ဂျာမနီနိုင်ငံလက်နက်ချခဲ့တဲ့1918နိုဝင်ဘာမတိုင်မီအဲ့ဒီနှစ်လတွေတည်းအများကြီးလက်နက်ချဖို့အချက်ကိုင်တိုက်တွန်းနိုင်ခဲ့မှာအမှန်ပါပဲတဲ့။ဒီလိုဖော်ထုတ်တွေ့ရှိချက်ကြောင့်ဓာတုဗေဒပညာရနယ်ပယ်မှာနိုဘယ်ဆုကို1918ခုနှစ်မှာဟေဘာကဆုပ်ကူးနိုင်ခဲ့ပါတယ်။ငြိမ်းချမ်းရေးနိုဘယ်ဆုမဟုတ်ပါဘူး။ ဓာတုဗေဒပညာရဲ့နယ်ပယ်တွေဖြစ်ပါတယ်။ဒီဘာဟာစစ်ပွဲကာလအတွင်းမှာအစိမ့်ငွေသုံးဆမှုကိုစတင်ပြီးဆောင်ရွက်ပေးခဲ့တဲ့ရှေ့ဆောင်လမ်းပြသိပ္ပံပညာရှင်တဦးလည်းဖြစ်ပါတယ်။ရွေရှားဆက်ကပတ်ဘောကဘောအများဆမ်မှုကုံတော့လို့ရင်ပြောင်းလဲမှုကြီးကဈေးသက်သာပြီးအလျံပဲပေါများတဲ့ဆွေရင်နဲ့ဈေးသက်သာပြီးအလျံပဲပေါများတဲ့ကုန်ကျန်းပစ္စည်းတွေကိုမကြုံစဘူးထူးကဲစွာပေါင်းဆက်ပေးနိုင်ခဲ့ပါတယ်။တနည်းအားဖြင့်ကုန်ကြားဈေးသက်သာပေါ်လဲပေါများတဲ့ပေါ်တီလောတီဆွေရင်တွေကိုတုံးချပြီး ကုန်ကျပစ္စည်းတွေကိုဖော်ဖော်တည်တည်ထုတ်လုပ်နိုင်ခဲ့ပါတယ်။အကျိုးဆက်အနေနဲ့ကလူတွေရဲ့ထုတ်ကုန်စွမ်းအားပောက်ကွဲမှုပေါ်ပေါက်လာရတယ်။ထုတ်ကုန်တွေကိုလိုအပ်သည့်ထက်ပိုရှန်စွာအတော်မတန်ထုတ်လုပ်လာနိုင်ခဲ့တယ်။ကုန်ထုတ်လုပ်မှုအလျံပဲဖြစ်ခြင်းကပြမအုံဆုံးစာပြေးရေးကဏ္ဍမှာစတင်ပေါ်ပေါက်လာခဲ့တယ်။ဆက်မှုကုန်ထုတ်လုပ်ရေးပြောင်းလဲမှုကြီးအကြောင်းကိုကျွန်တော်တို့စဉ်းစားမိတဲ့အခါတိုင်းကျွန်တော်တို့ဟာမိဘတို့လူလူထွက်နေတဲ့ဆက်ယုံခေါင်းတိုင်းနေအစီအီတရှိတဲ့အမျိုးပြကရှုခင်းနေကိုဒါများသောအားဖြင့်တွေးမိတတ်ကြတယ်။ဒါမှမဟုတ်ရင်လည်း လိုင်ကောင်းချမ်းခွဲတီထဲမှာချွေးတန်တရွှဲရွှဲနဲ့စီးရဲပင်ပန်းကြီးစွာလှုပ်အားကောင်းမွန်ဖြတ်ခံနေရတဲ့မိသွေးတွင်အလောက်သမားတွေရဲ့ဒုက္ခကိုတွေးမိကောင်တွေးမိကြမှာဖြစ်ပါတယ်ဒါမှမဟုတ်လဲစမုတ်ကုန်ထုတ်လုပ်ရေးပြောင်းလဲမှုကြီးဆိုတာကအဒုတိယစာပြုတ်ရေးပြောင်းလဲမှုကြီးဆိုတာတွေထက်မသာပါဘူးလွန်ခဲ့တဲ့နှစ်နှစ်အားအတွင်းမှာစမုတ်ကုန်ထုတ်ဤပညာတွေဟာစာပြုတ်ရေးကဏ္ဍရဲ့အဓိကအားထားရတဲ့အချက်အချာတွေဖြစ်လာခဲ့တယ်လက်တွန်ဆက်တွေကအရင်တုန်းကလူတွေရဲ့ခွန်အားကိုတုံးချပြီးလောက်ရတဲ့ထုံရဲ့စိုက်ပျိုးမှုအလုပ်တွေကိုစတင်လှုပ်ဆောင်လာနိုင်ခဲ့တယ် ရခင်ကလူခွန်အပလာကိုတုံးပြီးလောက်ခဲ့တာဒါမှမဟုတ်မလောက်နိုင်ခဲ့တာတွေကိုထွန်ဆက်ကဆောင်ရွက်ပြီးလာနိုင်တယ်။ဓာမီဩဇာတွေကိုဆက်မှု လုပ်ငန်းတုံပိုးတန်စီတွေနဲ့ဟော်မုန်းတရိတ်ဆန်သုံးစီးပါးတွေဖော်ဆက်ထုတ်လုပ်နိုင်မှုမျိုးမျိုးတို့ကြောင့်သီးနှံကင်းနေတဲ့လေရောတရိတ်ဆန်တွေဖြစ်တဲ့ကျွဲနွားချက်ဝက်စတာတွေကိုကြီးကျယ်တိုးတက်ပေါ်များထုတ်လုပ်လာနိုင်တော့တယ်။အေးကန်းပါတဲ့ဂုံတစ်တာကားတွေအေးကန်းပါတဲ့ဂုံတင်းမော့တွေနဲ့ဂုံတင်းလင်းတွေကလည်း စားသောက်ကိုမျိုးမျိုးအသားချင်းမျိုးမျိုးတို့ကိုလှချပြီးဗပုတ်မတူလက်လက်ဆက်ဆက်ထားနိုင်အောင်လှုပ်ဆောင်လာနိုင်ကြတယ်။ဒါကြောင့်လဲဥရောပတိုက်သားတွေကလက်ဆက်တဲ့အာဂျင်တီးနားမဲသားနဲ့ဂျပန်ဆူရှီတို့ကိုညစာဖြင့်လက်လက်ဆက်ဆက်စားသုံးနိုင်လာကြတယ်။အပင်တွေနဲ့ဟင်းဆောင်မွေးထားတဲ့တတ္တဝါတွေကိုတောင်စက်မှုနည်းပညာနဲ့စိုက်ပျိုးမွေးမြူလာနိုင်ကြပြီ။ Homo sapiens လို့အမှတ်တင်ညာပြုထားတဲ့ယနေ့ခေတ်လူသားမျိုးတွေဟာလောက်ရီကန်ရီဆွမ်းအားတွေတအားမြင့်တက်လာလို့နတ်ဒေဝတာတွေရဲ့အဆင့်တန်းမျိုးလောက်ထိမြင့်မားလာတာမှာ လူသားဗြဟ္မာယုံကြည်မှုလူ့ဆွေအားကိုအားကိုးယုံကြည်မှုကြောင့်ဖြစ်တယ်။ဒီလိုအချိန်ကာလမှာလက်ထဲမှာမွေးမြူထားတဲ့ကြွက်ဝက်၊နွားကြွက်စတဲ့တတ္တဝါတွေနာကျင်တဲ့ခံစားတဲ့စိတ်ပီစီမှုထံတင့်တတ်တဲ့တသီတတ္တဝါတွေလို့ရွှေမြင်သုံးသက်တဲ့အယူအဆတွေစိတ်သုံးလာတော့တယ်။အဲ့လိုနာကျင်တဲ့တရားမှာကိုကြောက်ရွံ့တတ်တာစတဲ့တသီတတ္တဝါတွေလို့တွေးမဲ့အစားသူတို့ကိုစက္ကရိယာတဲ့စိတ်ပိုင်းတွေ အသက်ပါတဲ့ရုပ်ဝိတ္ထုအပိုင်းစာတွေလို့သာယူဆလာကြတော့တယ်။ယနေ့ခေတ်မှာမွေးမြူရေးတရိစံတွေကိုဆက်ယုံပုံစံကရိယာတစားပလာတွေကိုအသုံးပြုပြီးတော့အသားမြောင်များထုတ်လို့ရောင်းချမှုပြုကြတယ်။အဲ့ဒီတရိစံတွေ၊နွား၊ကြွဲ၊ကြက်ဝက်တွေရဲ့ခန္ဓာကိုယ်တွေကိုစက်မှုလုပ်ငန်းလိုအပ်ချက်တွေနဲ့လလျောညီထွေးစွာပုံသင်ပြုပြင်ပြီးစီးသွတ်ထုတ်လို့လာကြတယ်။အဲ့ဒီမွေးမြူရေးတတ်တော်တွေကအီယာမကုန်ထုတ်လုပ်ငန်းကြီးရဲ့လဲပတ်နေတဲ့ဆက်ကြီးရဲ့ရန်ရာဘိန်းခွေတွေကခွေသွားစေကရိယာတွေနဲ့မချ ဘဝတက်တက်တာအလုံးကိုရှင်သန်နေထိုင်သွားခဲ့ကြရတယ်သူတို့ဘယ်လောက်ကြအောင်အသက်ရှင်ရတယ်ဆိုတာနဲ့ဘယ်လိုရှင်သန်နေထိုင်ခဲ့ကြရတယ်ဆိုတာကိုတော့ဝိမေလုံငန်းကော်ပိုရေးရှင်းစီးပွားရေးလုံငန်းစုကြီးတွေရဲ့အမျက်ထွက်မှုအရုံးပုံမှုအစရှိတဲ့အချက်တွေကသာအဆုံးဖြတ်ပေးတာပါဝင်းမြူထုတ်လုပ်ရေးလုပ်ငန်းကဝင်းမြူထားတဲ့ကြံ့ငှက်ဝက်စတာတွေကိုကျန်းမာစွာရှင်သန်ကြည့်ပြအောင်ယူဆိုင်စီတယ်ဆိုတာတောင်မှသူတို့ကိုတော်တင်ကျန်းမာရေးနဲ့ပြည့်စုံစေဖို့အစာရေစာဝတ်လင်အောင်ကျွေးမွေးဆောက်ရှောက်တာကလွယ်လို့ဒီ မွေးမြူထားတဲ့ဟင်းစားတ attva တွေရဲ့အပေါင်းအသင်းဖွဲ့လို့မူဆန္ဒနဲ့စိတ်ပန်းဆိုင်ရာလူဝင်တွေကအာတိတဆရတဲ့အနှစ်သာရပိုင်းဆိုင်ရာစိတ်ပါဝင်စားမှုတွေကိုမွေးမြူရေးသမားတွေကပြသလိမ့်မရှိပါဘူး။ချွင်းချက်အနေနဲ့ကတော့ဥမာကြက်မာတွေဥချောင်းနှုံနေလို့လုပ်ငန်းမှာရှုံးပေါ်သွားတော့လုပ်ငန်းထိခိုက်မှာကမလိုလားတဲ့ဟာတွေအတွက်ကြက်မာတွေရဲ့ဥချောင်းနှုံတို့ပဖို့ကိုနီးလန်းရှာတာမျိုးတော့ရှိပါတယ်။ကြက်ဥဥချပေးတဲ့မွေးမြူရေးကြက်မာတွေက ထူးခြားဆန်းပြတဲ့လူရင်ဆန္ဒတွေပြင်းပြတဲ့ဆန္ဒတွေကိုပြသလေးရှိတယ်သူတို့ကအပြုတ်မှုထူးထူးခြားခြားတွေပြသတတ်ကြတယ်သူတို့နေတဲ့ပတ်ဝန်းကျင်ကိုစူးစမ်းထောက်လန့်ကျင်ကြတယ်အစာတောင်းကျင်တတ်ကြတယ်ပတ်ဝန်းကျင်မြေကြီးကိုလက်နဲ့ရက်ပြီးအစာရှာမဲနှုတ်ပြီးနဲ့စိတ်ချင်အောင်စိတ်နေတယ်သူတို့ချင်းချင်းပေါင်းသင်းဆက်ဆံမှုမှာအဲအစီရင်လဲခွဲချိန်ကြတယ်အသရုံဒီဆောက်ချင်းကြတယ်ကြက်မွေးတွေကိုတန့်စင်ကျင်တဲ့ခါကြကျင်တဲ့သူတို့အမွေးမြင်တန့်ချင်းရေးကိုသူတို့ကိုယ်တိုင်လှုပ်ချင်တဲ့ဒါတဘာဝအပြုတ်မှုတွေပေါ့ဘာသာဘာဝ ပတ်ဝန်းကျင်မှာကျက်ပါတွေကလည်းဒီလိုပဲပြည့်မှုတန်လေးရှိပါတယ်ဒါမဲ့ဦးစားကျက်မွေးမြူရေစကန်နေမှာကျက်မာတွေကိုခြံလောင်တော့ပိတ်ပြီးမွေးမြူကြတယ်ကျင်းမြောင်ကျက်တဲလာတဲ့ကျက်လောင်အေးတေးသေးလေးတစ်ခုစီမှာကျက်မာလေးကောင်ကိုပြတ်သိမ့်ထဲထားတာမဆန်ဘူးဦးစားကျက်မွေးမြူရေကျက်ချံလောင်ကရဲ့လောက်နေချာအလောက်ထဲကလောက်နီးတစ်ခုပါကျက်မာတကောင်အတွက်တီးတန့်ရရှိတဲ့နေရာကွက်လက်ရဲ့အကျယ်အဝန်းဟာအလျောက်25စင်တီမီတာအနက် 22စင်တီမီတာလောက်ပဲရှိပါတယ်ကျမတွေကိုအစအစာအလုံးလောက်ကျွေးထားပေမဲ့လည်းကျမတွေဘို့တော့ဒီဝိကျင်ချင်းချင်းကြက်ကြက်ကလေးတွေကိုသူတို့ဘိုင်အင်ရလို့မတတ်မှန်နိုင်တယ်လို့ဝိကျင်နေရကွက်ကွက်ကလေးကိုလည်းသူတို့ဘိုင်စောက်အောင်လို့ထင်မိမှာမဟုတ်ပါဘူးကျမချင်းချင်းသဘာဝတိုင်းပေါင်းတင်ကူလူဆက်ဆံနိုင်ကြခြင်းလည်းမရှိပါဘူးတကယ်တမ်းမှာတော့ကျက်လောင်အိမ်ကျက်ချံတေးသေးလေးကတီလွန်ချင်းမြောင်းလုံးလုံးကျမတွေကသူတို့ရဲ့အတောင်မန်တွေကိုဖျက်ဖျက်ပြီးတစ်ဖက်ဖက်ရိုက်ခတ်ဖို့ဒါမှမဟုတ်မတ်တရနိုင်ဖို့တောင်းမလွယ်လာပါဘူး တောင်မှမကတ်နိုင်သလိုမတ်တက်လည်းမရနိုင်ပါဘူးထိုနည်းတူပဲဝက်တွေကနိုးထိုက်တတ်တော်ရီထဲမှာမျက်ဝင်တွေလူဝင်တွေကလွှဲရင်ညံရီပါနက်ထက်မြက်တဲ့နေရာနဲ့စူဇန်သိရှိခြင်းစိတ်ရှိတဲ့နေရာမှာဒုတိယလိုက်ပါတယ်ပါနက်တဲ့ထက်မြက်တဲ့ဒါမဲ့မွေးမြူရေးဝက်ချန်တွေမှာဝက်မတမ်းမတွေကိုချန်အခန့်ချင်းချင်းလေးထဲမှာမလဲတာမလောက်တာထည့်ပြီးပိတ်လောင်ထားတယ်ဝက်မလေးတွေကအစာရှာဖို့လမ်းရှာဖို့ဆိုတာဝေးလောင်ပဲပဲသူတို့ခန္ဓာကိုယ်ကိုဟိုဘက်ကနေဒီဘက်လှည့်လို့တော့မရအောင်ကျင့်ကြက်တဲ့ချန်အတန်းထဲမှာလောင်ပိတ်ခံထားရတယ် ဝက်သားပေါက်ပြီးနောက်လေးဘက်ခန့်ချတဲ့အထိခြံချင်းလေးရဲ့မှာနေရောညပါပိတ်လောင်ထားခံရတယ်။နောက်စကြင်းတက်ဆာရွယ်နုခွဲရွယ်ဝက်ပေါက်ဆာလေးတွေကိုမိခင်နဲ့ခွဲပြီးအဝေးတစ်နေရာမှာသွားထားလိုက်တော့တယ်။အဲ့နောက်ဝက်မတန်းပေါက်လေးတွေကိုနောက်တစ်ချိန်သားတင်ပြီးနောက်ဝက်ပေါက်ဆာတစ်တိုက်ကိုမွေးဖောက်ဖို့တပံရန်တင်ဖြစ်အောင်လူတွေကစီစဉ်ကြပြန်တယ်။ ဝင်းမြူရေချန်ရှင်နေတာဝက်တွေကိုတက်ရှိတားဖန်ဝက်လို့သဘောထားယူနေမှာပဲနဲ့လူစားနှမတွေကိုလည်းနွားနို့ထုတ်လို့ဆက်တမျိုးလိုပဲသဘောထားပြီးပြုမူတတ်ကြတယ်။လူစားနှမတွေကသူတို့တက်တန်းတစ်ချောင်းလုံးအဲသူတို့ရှင်တန်ဝင်ရသမျှနှီးပါသူတို့ကိုကာရင်ချန်ခဲ့တာတဲ့နှောင်ချန်ကျင်းလေးတွေထဲမှာပဲမတ်တပ်ထားလိုက်ထိုင်ချလိုက်အိတ်လိုက်နေပဲအချိန်နေကုန်လို့ရတယ်။သူတို့ခန္ဓာကိုယ်ကထုတ်လိုက်တဲ့အပေါ်လေးအညစ်အကြေးပုံနဲ့ချင်းငယ်ရီအိုင်ထဲမှာပဲရှင်တန်ပြီးအချိန်ကုန်ခဲ့ကြရတယ်။သူတို့တကောင်ချင်းစီ သူတို့ရဲ့ဝေပုံကြအစားအစာကိုအတိုင်းအတာပမာဏအပြည့်စားရဆားရပါတယ်ဟော်မုန်းဓာတ်နဲ့လိုအပ်တဲ့စီးပွားတွေကိုစက်ကရိယာအစုံတစုံကနေပြီးတော့မှရပါတယ်နောက်ပြီးနာယီအနေငယ်ကြတိုင်း၃နာယီ၄နာယီကြားတစ်ချိန်တရားစက်ကရိယာတစုံနဲ့နှုတ်ညင်ယူခြင်းကိုလည်းခံရတယ်။စက်ကရိယာတွေရဲ့အလဲကနမတကောင်ကအကုန်ချမ်းနေစားစာတွေကိုခံယူတဲ့ပါဇက်ပေါက်တစ်ပောက်ထုတ်ကုန်ပစ္စည်းတစ်မျိုးထုတ်လုပ်ပေးနေရတဲ့နှုတ်အုံတစ်ခုဆိုတာထပ်ပို့ပြီးဗမာတံပိုးထားခြင်း မခံရပါဘူးစက္ကရိယတစုံရဲ့အစိတ်ပိုင်းများလောက်သာလူတွေကသဘောထားကြပါတယ်ရှုပ်ထွေးစမ်းပြတဲ့စိတ်လှုပ်ရှားမှုခံစားမှုဆိုင်ရာအကြောင်းချင်းရာတွေကိုပိုင်ဆိုင်ထားတဲ့တက်ရှိတတ္တဝါတွေဖြစ်ကြတဲ့နွားကြွက်ဝက်စတဲ့တိရစ္ဆာန်တွေကိုအသက်ဝိညာဉ်ကိမ့်မဲ့တဲ့ခံစားချက်မရှိတဲ့တက်မဲ့ပစ္စည်းတွေလိုသဘောထားပြီးပြည်မှုဆက်ဆံနေခြင်းကသူတို့ကိုရုပ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်မှုပင်ပန်းမှုတွေကိုဖြစ်ပေါ်စေရုံမျှတာမှာကပဲအပေါင်းအသင်းနဲ့နေထိုင်လို့တဲ့ဆန္ဒမပြည့်ရတဲ့စိတ်ဒုက္ခနဲ့စိတ်ပိုင်းဆိုင်ရာအကြိုက် ထပ်ပေါင်းမရှိမှုတွေပေါ်ပါပေါ်ပေါက်လာစေတယ်။ဥပောက်ဆက်တဲကထွက်လာတဲ့ကျက်ဖပေါက်စာလေးတွေနဲ့မတန်ဆွမ်းတဲ့ကျက်မပေါက်စာလေးတွေကိုရွေ့ရှားဆက်ကပတ်ပေါ်ကနေရွေးထုတ်လိုက်ပြီးဓာငွေခံထဲမှာအသက်ရှူမှုကပဲမွန်းချက်အောင်ဖိတ်လောင်ထည့်လိုက်တယ်ပြီးမှအလိုလျောက်နှုတ်နှုတ်ဆင်းနိုင်တဲ့ဆက်ခုဖြတ်ဆက်လိုမျိုးဓာတ်သွားတက်ထားတဲ့ခုတ်ဆင်းတဲ့ဆက်သေးကိုပြစ်ချခံရတယ်ဒါမှမဟုတ်ရင်လည်းအဲ့ဒီကျက်ပေါက်စာလေးတွေကိုမှကျင်းထဲမှာချပြီးမသိမချင်း ချိတ်ချေပြေးလိုက်ချိတ်ကိုခံရတယ်။ဒါကြောင့်ကြက်ဥဖောက်ဆက်စခန်းမှာကြက်ပေါက်စားကောင်မောင်တန်းပေါင်းရာနဲ့ချီပြီးနှစ်စဉ်တည်ဆုံကြရတယ်။ Atlantic သမုဒ္ဒရာကိုကျော်ဖြတ်ပြီးလူကုန်ကူးသန်းရောင်းဝယ်ရေးကျောင်းရောင်းဝယ်ရေးလုပ်ငန်းကအာဖရိကနိုင်ငံသားတွေကိုမုန်တီးလို့ပေါ်ပေါက်လာတာမဟုတ်ဘူး။ဒီလိုပဲခင်မီသားစားဖို့မွေးမြူထားတဲ့မွေးမြူရေးချမ်းကမွေးမြူရေးသားစားကြက်ဝက်ငါးစားတဲ့ဒိဋ္ဌန်တွေပေါ်ညှိုးထားလို့မုန်တီးလို့ပေါ်ပေါက်လာတာလည်းမဟုတ်ဘူး။တခါအဲ့ဒီလုပ်ငန်းကိုအသက်ဝင်လဲပအောင်ဆောင်ရွက်ရမှာလဲအဲ့ဒီလုပ်ငန်းကိုဘာကဆောင်ရွက် ဒရုန်းအားဖြင့်အားဖြင့်နေတယ်လဲဆိုတာကတော့ခန်းစားချက်ကင်းမဲ့ခြင်းတရားကရုဏာဆာနာစိတ်မရှိခြင်းကအားဖြင့်ဒရုန်းအားပေးနေတာသာဖြစ်ပါတယ်။အဲ့ဒီတတ္တဝါတွေကိုတတ်ရှိအချင်းချင်းမှလားသူတို့မှလည်းနာကျင်ခံစားတတ်ပါလားလို့သုံးသပ်စဉ်းစားခြင်းအလင်းမရှိမှုကဥဆောင်နေတာဖြစ်ပါတယ်။ကျဲဥနွားတို့အသားတို့ကိုထုတ်လုပ်စားသုံးနေတဲ့လူများစုတွေထဲမှာသူတို့တွေစားသုံးနေတဲ့အသွေးအသားဥစတာတွေကိုထုတ်လုပ်ပေးခဲ့တဲ့ကျက်ဝက်နွားစားတဲ့ ဒရိတ်ဆန်နီရဲ့တနစီကကျွန်မတို့ကိုခဏတစ်ဖြုတ်လောက်ရက်ပြီးစဉ်းစားမိတဲ့သူအင်တန်ရှားပါတယ်အင်တန်ရှာပါစွာတွေးခေါင်တဲ့သူအရင်အတွက်လက်တဆုပ်ဆောင်လောက်ကတောင်မှဘယ်လိုတွေးမိတတ်ကြသလဲဆိုရင်ဒီတရိတ်ဆန်တတ္တဝါတွေကတတ်မဲ့ဆက်တွေနဲ့မတိမရိမ့်မဲ့ခန်းစားချက်မရှိတဲ့လောက်ပဲဆက်တဲ့နည်းနည်းတောင်မှကတော့သူတို့ရဲ့အသိဉာဏ်ခန်းစားချက်တွေကတန်မှန်တရိတ်ဆန်နဲ့မတူရဲ့အသိဉာဏ်ကိမဲ့တယ်လို့စင်ကြေတတ်ကြပြန်တယ်။ဝင်းမြူရီချန်ကတရိတ်ဆန်တွေကအာယုံခန်းစားမှုနဲ့ စိတ်လှရှားခံစားမှုလုံးဝမရှိကြလို့နာကျင်မှုတို့ဝမ်းနဲ့ကြောင်ရွံ့မှုတို့လည်းမရှိကြပါဘူးလို့တစ်ဖက်သက်ကောက်ချက်ချတတ်ကြပါတယ်ဒါမဲ့သူတို့ပြီးတဲ့စင်ကြေးတွေကအမိမောင်မတဲ့ပါဘူးနုံညစ်ဆက်ဥဖောက်ဆက်တားဖောက်ဆက်တွေကိုပုံသွင်းအတောင်းပြုတ်နိုင်အောင်တီထွင်ကြတဲ့နောက်သိပ္ပံပညာရဲ့အမျိုးမျိုးကပဲမကြသိမိကမယုံနိုင်လောက်အောင်အံ့ဩဖို့ကောင်းတဲ့သူတို့ရဲ့တန်တရားစိတ်ကိုရှင်းရှင်းလင်းလင်းထုတ်ပေါ်ကြေညာလိုက်ပါပြီ note တတ်တော်ရီနဲ့ငှက်တွေမှာလည်းရှုပ်ထွေးဆန်းပြတဲ့အာယုံခံစားမှုနဲ့စိတ်လှုပ်ရှားချက် ခန်းစားချက်ဆိုင်ရာအင်္ဂါဖွဲ့စည်းအာယုံခံဖွဲ့စည်းတွေရှိကြတာမယုံကြည်နိုင်စရာပါလို့ဖော်ထုတ်ခဲ့ပါတယ်ဒီတတ်တော်တွေမှာရုပ်ပိုင်းဆိုင်ရာနာကျင်မှုတွေကိုခန်းစားနိုင်ကြသလိုစိတ်လုံခြုံမှုဆိုင်ရာစိတ်ဆင်းရဲမှုဒုက္ခတွေကိုလည်းခန်းစားရရှိကြတယ်လို့ဆိုပါတယ်တရွေ့ရွေ့နဲ့အစဉ်အဆက်ပြောင်းလဲမှုကိုလက်ခံတဲ့စိတ်ပညာအစိုးရဝိမျိုးရေးတရိစံတွေစိတ်လုံခြုံမှုဆိုင်ရာပေါင်းသင်းဆက်ဆံမှုဆိုင်ရာလုပ်ရင်တို့ကဒီတတ်တော်တွေကိုသဘာဝပတ်ဝန်းကျင်မှာနေထိုင်ရှင်သန်ခဲ့ခြင်းက၎င်းတို့ရဲ့အသက်ရှင်သန်မှုနဲ့မျိုးပေါင်းမှုတွေရေးပါတဲ့အတွက်ကြောင့် အရွေ့ရွေ့ပြောင်းလဲပေါက်ပေါက်ခဲ့ရတယ်လို့ဆိုပါတယ်။ဥမာအားဖြင့်တော်ရိုင်းတရိစံအဖြစ်တဘာဝမှာကြီးလာကြတဲ့တောနမတကောင်ကအခြားနမတွေနဲ့ဖြစ်စေနဲ့သုံးများနဲ့ဖြစ်စေမိတို့နီးကန့်စွာပေါင်းသင်းဆက်ဆံရမယ်ကိုသိရှိဖို့လိုအပ်တယ်။ဒီလိုမသိရှိဘဲနဲ့အပေါင်းသင်းမဲ့တကောင်နဲ့နေမယ်ဆိုရင်တော့အသက်ရှင်သန်ရမဖြစ်နိုင်တကယ်တော့မြို့ပွားရန်လည်းမတတ်နိုင်ဘူး။တဘာဝမှာနေတိုင်းရှင်သန်ပုံမဖြစ်မနေလိုအပ်တဲ့ကြွကျင်မှုတွေကိုသင်ယူနိုင်ဖို့အတွက်နဘောက်ကလေးတွေမှာလည်းစိတ်ခံစားချက်တစ်ခုခုရွေ့လျော်ပြောင်းလဲလာရတယ်။တခြားသောအပေါင်းဖော်များနဲ့အတူပျော်ရွှင်စရာ ကစားမျိုးတို့နဲ့ပြင်းပြတဲ့ဆန္ဒပေါ်ပေါက်လာရတယ်။ playing ခံစားချက်ကလို့တိုက်တရွာတွေမှာပေါင်းသင်းဆက်ဆံရေးကျွမ်းကျင်မှုများရရှိစေတဲ့ဤလန်တစ်ခုဖြစ်ပါတယ်။ဒါနဲ့မကပါဘူး။မြမကလေးတွေမှာသူတို့ရဲ့မိခင်ကိုချစ်ခင်တွေ့တာလို့တဲ့မိခင်နဲ့အနောက်ခွဲပြုခြင်းနဲ့စိတ်ပိုလို့တောင်မှပြင်းထန်တဲ့ဆန္ဒတွေလည်းပေါ်ပေါက်လာခဲ့တယ်။ဝေးပေါက်စားလို့တိုက်တရွာငယ်အားလုံးမြမကလေးတွေပါဝင်မိခင်ရဲ့နှုတ်ရည်အာဟာရနဲ့ချစ်ခြင်းမေတ္တာ၊ဂိူးဆိုင်ပေးမှုတို့ရရှိမှသာရှင်းတန်းနိုင်ကြတာမလို့ပါဒီတော့မြမပေါ့စာလေးတကောင်ကို သူ့မေစီကလည်းဆွဲခေါ်သွားပြီးလောင်အင်ချင်းချင်းကလေးနဲ့ပိတ်လောင်ထားမယ်ဆိုရင်ဘာဖြစ်လာမလဲကြည့်ရအောင်နမပါစာလီကို channel မှာပိတ်လောင်ပြီးအစာချေးရေးတိုက်ယောဂါကာကွယ်ဆေးထုတ်နှံကုသပေးပြီးအရွယ်ရောက်တဲ့အခါနှစ်တိုးရဲ့မျိုးပီဇာနဲ့မျိုးဆက်ပြီးတားတင်ပေးတယ်အဲဒါနဲ့ပဲနမလေးရဲ့ဘွားကပြေဆုံးသွားပြီးလို့နွားမွေးမြူရေးချမ်းရှင်တွေကထင်နေကြတယ်သမားတွေကတူတဲ့ရှူတော်ကကြည့်မယ်ဆိုရင်တော့နွားတကောင်ကိုအိတ်စားကာမလူရင်သုံးရက်ကိုလူတွေကဖြည့်ဆည်းပေးပြီးပြီပဲ ဘာလို့နေသေးလဲလို့မေးစရာရှိပါတယ်ဟုတ်ကဲ့လူနေပါသေးတယ်ပုဂ္ဂလိတန်ကြတဲ့ရှုထောင့်ကနေသုံးသပ်မယ်ဆိုရင်တောနွားပေါက်စာလေးမှာလွန်ဖြစ်နေတဲ့စိတ်ဆန္ဒခံစားချက်တွေလိုအပ်နေစေပါဓမ္မတိတန်ရှုထောင့်ကတွေးမယ်ဆိုရင်ဓမ္မပေါက်စာလေးကအသက်ရှင်တန်ဖိုးနဲ့မျိုးပွားဖို့ဆိုတဲ့လိုအပ်ချက်တွေဖြစ်စည်းပေးနိုင်ဖို့မိခင်နဲ့အတူနေဖို့တွေ့တာချစ်ခင်ဆွဲလန်းမှုတွေနဲ့အချင်းချင်းကစားပေါ်တွေနဲ့ ကစားမျိုးတူးမှုတွေမလိုတော့ဘူးလို့ယူဆကြတယ်။ဒါပေမဲ့ပုဂ္ဂလဒိဋ္ဌန်ရှုထောင့်ကကြည့်မယ်ဆိုရင်ဒီနွားလေးကလည်းတက်ရှိတတ္တဝါတစ်ကောင်ဖြစ်လို့မိခင်ကိုတွေ့တာချစ်ခင်လိုမှုနဲ့ရွယ်တူပေါ်ရင်းနဲ့ကစားမျိုးတူးလိုမှုစတဲ့ပြင်းပြတဲ့စိတ်ဆန္ဒတွေဖြစ်စည်းဖို့လိုအပ်ပါတယ်။အဲ့ဒါတွေကိုမဖြစ်စည်းနိုင်ရင်စိတ်ဆင်းရဲမှုဒုက္ခတွေကြီးကျယ်ခံစားရရတာပါပဲ။ဒီမှာရင်မဲ့တရွေ့ရွေ့နဲ့ဆင့်ဆင့်ပြောင်းလဲမှုဆိုင်ရာစိတ်ပညာအတွက်အခြေခံသင်ခန်းစာကိုတွေ့ရနိုင်ပါတယ်။တဘာဝပတ်ဝန်းကျင်ထဲမှာဘာသာဘာဝရှင်သန်ကြီးပြည့်နေထိုင်ဖို့အတွက်ပုံဖော်ခံခဲ့ရတဲ့ ဘာသာဘာဝစိတ်လုံအင်ဆန္ဒများမိခင်ကိုတွေ့တော်မှုနဲ့ရွယ်လူချင်းကစားပေါ်များနဲ့ကစားမျိုးတို့လိုမှုတွေကချဲလောင်မွေးမြူခံခဲ့ရတဲ့နွားတကောင်ဖို့ရုပ်ပိုင်းရည်တည်မှုတွေတဲ့ဘယ်လောက်ပင်ပြည့်စုံအောင်ပံ့ပိုးပေးထားပေမဲ့ဆက်လက်လိုအပ်နေတော့မယ်ရုပ်လုံအင်းတွေပြည့်စုံသွားပေမဲ့စိတ်လိုအင်းတွေကိုဆက်လက်လိုအပ်နေတော့မယ်ဒီမွေးမြူရေးချန်တဲ့ကတတဝါတွေမှာရုပ်ပိုင်းလိုအင်းတွေပြည့်စုံနေပေမဲ့လည်းသူတို့စိတ်ထဲမှာစိတ်လိုအင်းတွေကိုတန်းတားနေစေရှာဖွေနေစေဖြစ်ပါတယ် မွေးဖြူရေးလုပ်ငန်းတွေရဲ့အဓိကအားနည်းချက်ဟုတ်တယ်လို့ကြေကွဲပွဲဇက်လန်းတွေကတော့သူတို့မွေးမြူထားတဲ့တရိတ်ဆန်တွေရဲ့ဓမ္မရိထံကြတဲ့လက်တွေကြကြလိုအပ်ချက်တွေရုပ်လိုအင်တွေကိုအကြည့်ကျဲခရူးဆိုင်ပြုစုစောင့်ရှောက်မှုပေးကပန့်ပိုးကျွေးမွေးထားပေမဲ့သူတို့ရဲ့ပုဂ္ဂလတိထံကြတဲ့စိတ်လိုရင်ဒီကိုတော့လုံးဝလက်လျူရှုပြစ်ပယ်ထားတာပါအမိတ်လျော့ကံပြစ်ပယ်ကံဒိဋ္ဌန်ကြီးရဲ့ဘဝခြေခွဲပွဲတွေပါပဲနောက်တစ်ပိုင်းကိုဇက်လက်တင်ဆက်မှာပဲဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်တို့တာပါ Thank you.